တင်မတေခင်သွားကြည့်တဲ့တဲ့တံတားများနံပါတ်1 great ham millennium တံတားဒါကတော့အင်္ဂလန်နိုင်ငံမှာတည်ရှိတဲ့ကမ္ဘာပထမဆုံးမျက်တောင်ခတ်နိုင်တဲ့တံတားပါတင်မောတွေကိုဖြတ်တန်းသွားဖို့တံတားကို40ဒီဂရီထိစောင်းပေးနိုင်ပြီးတော့ညဘက်မှာအန်လေးတွေမီးလုံးတွေနဲ့ရေပေါ်မှာလင်းလက်နေတတ်ပါလေ UK နိုင်ငံရဲ့ Newcastle မြို့မှာတည်ရှိပါလေနံပါတ်2 Golden Bridge ဗီယက်နမ်နိုင်ငံရဲ့ဘန်နာဟေးဆိုတဲ့တောင်တန်းထိပ်မှာပျော်စရာကောင်းလာတဲ့ Golden Bridge ကလေးကိုတွေ့ရပါမယ်။အရာမလက်နှစ်ဖက်နဲ့ထိန်းထားသလိုရှိတဲ့ဒီတံတားဟာမြေပြင်အမြင့်ပေ1400မှာစောက်ထားပြီးတော့ချမ်းသာခြင်းရဲ့လဝကဲသို့ပုံဆောင်ထားတာဖြစ်ပါတယ်။မြူတိန်တွေကြားကဒီရွှေရောင်လမ်းမကလေးဟာခီးသွားတွေကိုစိတ်ကူးရင်စက်ကြဝလာတွေကိုရောက်သွားအောင်ခံစားစေနိုင်ပါတယ်။နံပါတ်2စီရူတံတား ကမ္ဘာအမြင့်ဆုံးကားလမ်းကျိုးတရာဖြစ်ပြီးတော့မြေပြင်ကနေပေ1600ကျော်မြင့်ပါတယ်။ဒုံးမြန်နီးပညာကိုသုံးပြီးတော့ကျိုးတွေတင်ခဲ့ရတဲ့အတွက်အင်ဂျင်နီယာတွေရဲ့စွမ်းပကားကအံ့ဖွယ်သက်သေပါပဲ။သူ့ရဲ့အလှပကတော့မိတ်ဆွေတို့မြင်တွေ့ရတဲ့အတိုင်းပါပဲ။တရားဘော်ကဖျက်တမ်းသွားရတဲ့ခံစားချက်တွေဟာကောင်းငင်ဘော်ကနေဖျက်တမ်းသွားနေရတယ်လို့ခံစားစေနိုင်ပါတယ်။နံပါတ်၄ပြင်သစ်နိုင်ငံကမီလီယံပိုင်းတဲ့ ဥရောပရဲ့အမြင့်ဆုံးတရားဖြစ်ပြီးတော့နာမည်ကျော်ဗိသုကပညာရှင် Norman Foster ကဒီဇိုင်းရေးဆွဲခဲ့ပါတယ်။တိမ်တွေအထက်ကနေခန်းသားစွာဖျက်တမ်းနေပုံဟာခီးသွွားတွေကိုအမှတ်တမဲ့ရပ်တန့်စေနိုင်ပါတယ်။ဒီလိုမြင်ကွင်းမျိုးကိုခန်းစားပြီးတော့ခီးသွွားလာရတာဟာတကယ်ကိုနှစ်သက်စရာပါ။နံပါတ်5ရှန်ရှီကျူရူရီတရားဒီတရားကတော့6ကမ်းမအပေါ်ကနေဖန်ချမ်းမြင်နဲ့စောက်ထားပြီးတော့ခေါင်းတစ်ခုလိုကွေးညွတ်နေတဲ့ပုံစံကြောင့်နာမည်ကြီးပါတယ်။ တိမ်မေကြားကရှောက်ရတဲ့ခံစားချက်ကိုပေးစွမ်းနိုင်တဲ့အံ့ဖွယ်လူသွားတရားပါဘေးနာက မြင်ကွင်းတွေကိုရင်သက်ရှူမောပဲခံစားနိုင်ပါတယ်ကြောက်ရွံ့စိတ်တွေထက်ရင်ကောင်းစိတ်လှုပ်ရှားနိုင်တဲ့စိတ်တွေကပိုနေပါလိမ့်မယ်ကျွန်တော်ရဲ့ BOC Entertainment YouTube Channel နဲ့ Facebook Page လေးကိုလည်း Like and Subscribe လေးလုပ်ပေးဖို့မေတ္တာရက်ခံပါတယ်